သားတို့သမီးတို့ရေမင်္ဂလာပါဒီချက်ကတော့သားတို့သမီးတို့ကိုတတရားနဲ့မှသင်္ချာပတရက်ကိုသင်္ချာပေးမယ်ဒီချက်ပြုံးဖြစ်ပါတယ်သားတို့သမီးတို့ဒီချက်အခု အခန်း15ဒုတဲ့အတိုင်းတာလေးကိုသင်ပေးမှာဖြစ်ပါတယ်နံပါတ်1တလီတာဘူးထဲမှာ ရေဘလောက်ရှိသလဲတဲ့ ော့အဲ့တော့အဲ့တလီတာဘူးထဲမှာရေဘလောက်ရှိတယ်ဆိုတာတကယ်ကဘာဖြစ်လို့မသိနိုင်လဲဆိုတော့သူကဒီမှာရှိတဲ့ဖြော်ရည်ကအပြည့်မဟုတ်ဘူးအဲ့တော့တကယ်တော့ကဒီထဲမှာဘလောက်ရှိတယ်လဲဆိုတာကိုမသိနိုင်ဘူးအဲ့တော့အဲ့တော့မသိနိုင်တဲ့ဒီဖြော်ရည်လေးကိုတကယ်တော့ကเนาะချင်းကြည့်မှာဖြစ်ပါတယ်အဲ့တော့တလီတာကိုဖော်ပြမယ်ဆိုလို့ရှိရင်တကယ်တော့ကတလီတာမပြည့်တဲ့ဟာတွေကိုတကယ်တော့ကမီလီလီတာနဲ့ဖော်ပြတယ်เนาะအဲ့တော့မီလီလီတာကိုလည်းเนาะတိုင်းဖို့လို့ဒီလိုမျိုးเนาะ တလီတာပါတဲ့ခြင်ကွက်တွေကိုလည်းအသုံးပြုပြီးတော့တိုင်နိုင်ပါတယ်။เนาะအဲ့တော့တလီတာမှာဆိုလို့ရှိရင်1000မီလီလီတာရှိပါတယ်။ဒီခွက်ကလေးမှာဆိုလို့ရှိရင်သူကเนาะဒီမှာမီလီလီတာနဲ့ဖော်ပြထားပါတယ်။ပထမကဒီမှာ200 300 400 500 600 800 900 1000 ော့တထောင်ပြည့်သွားပြီဆိုလို့ရှိရင်ဒါဒီဒီရေဒီတလီတာဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဒီလိုအမှတ်ကလေးတွေအကုန်လုံးပါပါတယ်အဲ့တော့ဒီလိုမျိုးအမှတ်လေးတွေပါတယ်ချင်းကွက်ကိုအသုံးပြုပြီးတော့ခြေတို့ကရေရဲ့ဒုတည်တွေကိုရှာနိုင်မှာဖြစ်ပါတယ်အဲ့အဲ့ဆိုလို့ရှိရင်ခြေတို့ကနော်ဒီထဲမှာရှိတဲ့နော်ဟိုဖြော်ရည်လေးကိုခြေတို့ဘယ်လောက်ရှိလဲဆိုတာကိုဒီမှာအမှတ်သားတွေပါတယ်နော်ဒီမှာအမှတ်သားလေးတွေပါပါတယ်ဒီမှာဆိုလို့ရှိရင်လည်း ဒီလိုပါပဲဒီချင်းွက်လေးလိုပဲ100 200 300 400 500 600 800 900 900 900 900အပေါ်ကိုအပြည့်ထည့်လိုက်တော့တထောင်ပေါ့เนาะအဲ့လိုမျိုးလေးလုပ်ပြီးတော့လည်းခြေတို့ချင်းတွဲလို့ရပါတယ်အဲ့တော့ဒီလိုမျိုးလုပ်ထားတဲ့ဘူးလေးထဲမှာခြေအခုဒီဖြော်ရည်လေးကိုထည့်ပြီးတော့ချင်းကြည့်မှာဖြစ်ပါတယ် ကဲဒီရေလေးကဘယ်လောက်ရှိလဲလို့ဒီစက်ကြည့်လိုက်တဲ့အခါမှာသူက600မီလီလီတာရှိပါတယ်။နော်အဲ့တော့ဒီဘူးလေးကနော်ဖြော်ရည်လေးကိုရှယ်ကဒီလိုခြင်ွက် အမှတ်သားတွေပါတယ်။ဘူးလေးတဲကိုထည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့ရေရဲ့ဒီဖြော်ရည်လေးရဲ့ဒုတဲ့ဟာ600မီလီလီတာရှိတယ်ဆိုတော့ဒီချေတို့သိနိုင်ပါပြီ။အဲ့ဆိုလို့ရှိရင်သားတို့တမီးတို့မှာဒီလိုခြင်ွက်ကရှိမှာမဟုတ်ပါဘူး။ အဲ့ဒါဆိုလို့ရှိရင်သားတို့သမီးတို့တောက်တယ်နော်အေးအေးဘူးလေးတွေနို့ဘူးလေးတွေထဲမှာနော်ဘယ်လောက်ပါလဲလို့သားတို့သိကျင်လို့ချင်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုဘူးမျိုးလေးလှုပ်ပြီးတော့သားတို့သမီးတို့ချင်လို့ရပါတယ်အဲ့တော့ဒီဘူးလေးကိုဘယ်လိုလုပ်မလဲဆိုတာကိုဒီချက်အခုသားတို့သမီးတို့ကိုလက်တွေ့လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီမှာအောင်တော့ကျေတော့ဒီလိုမျိုးเนาะရေတံဘူးဘူးကြီးတဘူးလိုအပ်ပါတယ်အဲ့တော့ဒီထဲမှာဆိုရင်တော့ဘာမှမရှိပါဘူးအဲ့တော့ပြီးရင်ဒီချက်ဒီမှာ နော်900မီလီလီတာဆန်းနဲ့ဘူးလေးနဲ့400မီလီလီတာဆန်းနဲ့ဘူးလေးနှစ်ခုကိုအသုံးပြုသွားမှာဖြစ်ပါတယ်ပထမဆုံးဒီချက်ဒီသေးကိုနော်900မီလီလီတာပြည့်အောင်ဖြော်ရည်လေးကိုကျဲထည့်မှာဖြစ်ပါတယ် အဲ့တော့ဒီအခုဒီမှာ900မီလီလီတာရပါပြီ။ဒီဖြော်ရည်ကိုဒီကျဲကဒီမှာ400မီလီလီတာရှိတဲ့ဘူးတွေကိုဒီကျဲလောင်းထည့်လိုက်ပါမယ်။အဲ့တော့900တဲ့ကနေ400တဲ့ကိုထည့်လိုက်မယ်ဆိုရင်သူက400ပဲစက်နာဖြစ်တဲ့အတွက်ဒီထဲကိုနော်ဒီဖြော်ရည်က400ဝင်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီထဲမှာ100ကျန်ခဲ့မှာဖြစ်ပါတယ်။အဲ့ဒီ100ကိုဒီကျဲကဒီဘူးထဲမှာထည့်မယ်။အဲ့ဒီရတဲ့100ကိုဒီကျဲကအမှတ်ကလေးမှတ်ပြီးတော့100လို့ဒီမှာမှတ်ထားမှာဖြစ်ပါတယ်။အဲ့ဆိုဒီကျဲအခုထည့်ပြပါမယ်။ ဲ့ဆိုဒီမှာ400ရပ်ပါပါပြီ။ဒါဆိုလို့ရှိရင်ဒီဘူးထဲမှာကျန်တာဒီတရားဖြစ်ပါမယ်။အဲ့တရားကိုဒီကဒီဘူးထဲကိုထည့်ပါမယ်။အဒီဘူးတဲ့ကိုထည့်လိုက်ပြီးစေရင်ဒီဥစ္စာကမတရားဆိုတာလေးကိုအမှတ်လိုက်ပါမယ်။ အဲ့တရားမှတ်ပြီးသွားပါပြီအဲ့ဒါဆိုရင်နောက်တစ်ခါထပ်ပြီးရောဒီချက်ကနော်ဒီဘူးရဲကိုဖြော်ရည်ကိုတစ်ခါထပ်ပြီးရော900ထပ်ဖြည့်ပါမယ် လေးရပဲဖြစ်တဲ့အတွက်ဒီမှာလုံနေပါတယ်ထပ်ပြီးတော့ထည့်ပါမယ်900ရပါပြီအဲ900ရပြီဆိုဒီထဲကိုရဲကထပ်ထည့်ပါမယ် ဒီအန်ထည့်လိုက်တဲ့အတွက်ဒီထဲမှာနော်တရားကြံပါမယ်အဲတရားကိုတခါဒီဘူးထဲကိုထည့်ပါမယ်အဲတော့ဒီမှာတခါဒီအမှတ်ကလေးကိုမှတ်ပါမယ်ပထမသည် ဒုတိယသည်ဆိုတော့နှစ်ခါထည့်လိုက်တယ်ဆိုတော့200ဖြစ်သွားပါပြီအဲ့တော့ဒီချေတော့အခုဒီမှာเนาะဒီ900လဲကဖြော်ရည်ကို400မီလီမီတာစက်နှစ်ဘူးလဲကိုထည့်လိုက်တိုင်းတစ်ခါထည့်တိုင်းဒီမှာ100မီလီလီတာကျမယ် ဒါဆိုလို့ရှိရင်သူကတစ်ချိန်ထဲရင်တရားရပါမယ်။အခုတစ်ချိန်နှစ်ချိန်ထဲတော့နှစ်ရရပါမယ်။အဲ့လိုမျိုးတစ်ချိန်တော့ကိုးချိန်တီတီပြည့်အောင်ထဲပါမယ်။အဲ့တော့ကိုးချိန်ဆိုလို့ရှိရင်သူ900ရပါပြီ။ဒါဆိုရင်အပေါ်ပိုင်းရနောက်ဆုံးကျန်တာဒီတရားဖြစ်တဲ့လူချင်းတို့ထက်ထက်စရာလိုပါဘူး။အော်ထဲလိုက်လို့ရှိရင်တော့ကျန်တာဒီရှင်စရာမလိုဘဲနဲ့သူကသူတရားဖြစ်နေပါမယ်။အဲ့ဆိုရင်ဒါကိုကိုးချိန်ကိုးကသာလူသမီးတို့လုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါဒီအခုလိုမျိုးနော် မီလီလီတာအမှတ်သားလေးတွေပါတယ်တလီတာဘူးလေးကိုရရှိမှာဖြစ်ပါတယ်အဲ့လိုဘူးမျိုးလေးရရှိပြီဆိုလို့ရှိရင်သားတို့သမီးတို့เนาะတောက်သုံးနေတော့အနွားနို့တွေဖျော်ရည်တွေအေးအေးတွေမှာเนาะဘလောက်ပါတယ်ဆိုတဲ့ဒုတယ်တွေကိုသိချင်တယ်ဆိုလို့ရှိရင်ဒီထဲမှာထည့်ကြည့်ပြီးတော့သားတို့เนาะဟိုဒုတယ်ကိုသိနိုင်မှာဖြစ်ပါတယ်သားတို့သမီးတို့ရေဒီချေကအခုသားတို့သမီးတို့ကိုနံပါတ်1ကိုအရှင်းပြမှာဖြစ်ပါတယ် ဘူးတွေထဲမှာအရေးဘလောက်ရှိသလဲချင်ခွက်တွေနဲ့ချင်တွယ်ကြည့်ရအောင်အဲ့ဒီနောက်ဘူးတွေထဲမှာပြထားတဲ့အရေးဒုတဲ့အတိုင်းတာတွေနဲ့ပြန်စစ်ဆေးပါတဲ့အဲ့တော့ဒီလိုကဒီဘူးလေးတွေထဲမှာဆိုလို့ရှိရင်เนาะဒါဖြော်ရည်လေးတွေရှိပါမယ်ဒီဖြော်ရည်လေးတွေဟာ ဘလောက်ပါတယ်ဆိုတာသူ့ရဲ့ဘိုးပေါ်မှာအမြဲတမ်းရေးထားပါတယ်เนาะအဲ့ဒီရေးထားတဲ့เนาะသူ့မှာပါတဲ့ရေထူးတယ်နဲ့เนาะမှန်ကန်မှုရှိမရှိကိုကျေတို့ကဒီလိုမျိုးเนาะအမှတ်သားပါတဲ့ခြင်းကွက်ကလေးကိုတုံးပြီးတော့စစ်ဆေးကြည့်မှာဖြစ်ပါတယ်နော်အဲ့တော့မစစ်စေးခင်မှာရဲနေနဲ့ရှင်းပြပါမယ်ဒီခြင်ွက်လေးမှာဆိုလို့ရှိရင်သူကနော်1လီတာဆက်ပါတယ်ဒီခြင်ွက်ကလေးက1လီတာဆိုတော့သူက1လီတာဆန်တာကိုသူကဒီထဲမှာဗာနဲ့ဖွင့်ပြထားလေဆိုလို့ရှိရင် မီလီလီတာလေးတွေနဲ့ဖော်ပြထားပါတယ်မီလီလီတာလေးတွေကဒီမှာအမှတ်တစ်ခုဆိုလို့ရှိရင်ခြေတို့ကနော်200ဒီ200စပါမယ်နောက်တစ်ခုဆိုရင်300နောက်တစ်ခုဆို400နောက်တစ်ခုဆို500 600နဲ့ရဲ1000အထိနော်အမှတ်ကလေးတွေမှတ်ထားတာရှိပါတယ်အဲ့ဒီအမှတ်ကလေးတွေနဲ့ချင်တွဲကြည့်မှဖြစ်ပါတယ်အဲ့တော့ ml ဆိုတာကတော့နော်သူကရေရထုတယ်ကိုသူကမီလီလီတာကိုပြောတာဖြစ်ပါတယ်နော် l ဆိုတာလေးကတော့1လီတာကို ြောတာဖြစ်ပါတယ်အဲ့တော့ရေတံဘူးကြီးတဘူးမှာဆိုလို့ရှိရင်ဒါ1လီတာစံပါတယ်အဲ့တော့ခဲဒီဘူးလေးမှာဆိုရင်အခုသူကနော်200 ml လို့ရေးထားတယ်အဲ့တော့ဒီဥစ္စာဟုတ်မဟုတ်ကိုခြေတို့ကဒီချင်ကွက်ကလေးထဲမှာထည့်ပြီးတော့ချင်းကြည့်ပါမယ်ပြောရင်လေးကိုဒီချင်ကွက်ကလေးထဲကိုထည့်ပါမယ် ဆိုရင်အခုထည့်ပြီးပါပြီအဲ့တော့ဒီချင်းကွက်ကလေးရဲ့သူကဘယ်အမှတ်ကိုပြနေလဲဆိုတော့ဒီမှာ200မှာပြနေပါတယ်ဒါဆိုလို့ရှိရင်ဒီဘူးလေးထဲမှာရေးထားတဲ့200 ml ဆိုတာမှန်ပါတယ်ပြီးအခုဒီရဲ့ဒီဘူးလေးကိုချင်းပြပါမယ်ကဲဒီဘူးလေးကဆိုလို့ရှိရင်သူက300 ml လို့ရေးထားပါတယ်အဲ့ဒါကိုက်ညီမှုရှိမရှိကိုဒီရဲ့ဒီမှာချင်းကြည့်ပါမယ် ုံးရရှိတာကိုကျေတို့တွေ့ရပါတယ်။ဒါဆိုလို့ရှိရင်ဒီဘူးလေးမှာရေးထားတဲ့300 ml ဒီဒီရဲ့ချင်းွက်ကလေးမှာပြားတဲ့300 ml နဲ့တူနေတာဖြစ်တဲ့အတွက်ဒီဘူးထဲမှာပါဝင်တဲ့ဖြော်ရည်ဒုတေဟာမှန်ကန်မှုရှိပါတယ်။အဲဆိုရင်သားတို့သမီးတို့အခုနော်အဲ့ဒါဆိုရင်ရေရဒုတေတွေကိုလည်းသိပါပြီ။အဲ့တော့ရေရဒုတေဟာနှစ်မျိုးရှိပါတယ်။ ml ဆိုလို့ရှိရင်ဒါမီလီလီတာနဲ့တိုင်းတာဖြစ်ပါတယ်ဒီရေတံပူးလေးထဲမှာဆိုလို့ရှိရင်တော့ရေတီเนาะသူကအဲ 1လီတာပါပါတယ်အဲ့တော့1လီတာကိုသူကဘယ်လိုပေါ်ပြလဲဆိုလို့ရှိရင် 1L ဆိုပြီးတော့ပေါ်ပြပါတယ်အဲ့တော့1လီတာဆိုတာကနော်မီလီလီတာနဲ့ပြောမယ်ဆိုလို့ရှိရင်1000မီလီလီတာဖြစ်ပါတယ်အဲ့တော့နံပါတ်3လေးကိုဖတ်ကြည့်အောင်ပလတ်စတစ်ဘူးထဲမှာရေ6လီတာရှိတယ်ရေခရီးထဲမှာရေ3လီတာ200မီလီလီတာရှိတယ် ကကြီးပစ္စည်းနှမျိုးပေါင်းမှာရေတုတဲအလုံးဘလောက်ရှိတယ်လဲလီတာမီလီလီတာနဲ့ပြပါလေအဲ့ဆိုလို့ရှိရင်ဒီထဲတို့ကအဲ့ဒီပုံကိုမလုပ်မလဲဆိုတော့ပစ္စည်းနှမျိုးပေါင်းထည့်လိုက်မှဖြစ်တဲ့အတွေ့ဒါသည်ရေတုတရားများသွားမှဖြစ်ပါတယ် ဒါကြောင့်မလို့ရေတူးတယ်များစွာမှဖြစ်တဲ့အတွက်ခြေတို့ကဒီပု္ပ္ပဆာဟာနော်လက်စိတ်ဘူးထဲမှာရှိတဲ့ရေရဲ့ရေခရားထဲမှာရှိတဲ့ရေနှမျိုးကိုခြေတို့ပေါင်းမှမှာဖြစ်ပါတယ်အဲ့တော့နမကကြီးကိုတွေ့ရအောင်အဲ့တော့ကကြီးပထမမတွက်ခင်မှာခြေတို့ပါဟိုရေမလဲဆိုရင် unit ကလေးတို့ရေပါမယ်အဲ့တော့အပေါ်ဆုံးမှာဆိုရင်လီတာနော်နည်းနည်းလေးခွာပြီးတော့မီလီလီတာကိုရေပါမယ်ပထမဦးဆုံးလီတာအကွက်မှာ6ကိုရေပါမယ် ီးတော့ဒီဘက်က မီလီလီတာဆိုတဲ့နေရာလေးမှာတချင်တို့ကဘာမှမပါတဲ့အတွဲ၃ညလေးကို ရေးပါမယ်။နောက်တစ်ချောင်းကျတော့ရေခရားထဲမှာရေ3လီတာနဲ့200မီလီမီတာမီလီလီတာရှိတာဆိုတာဖြစ်တဲ့အတွဲလီတာဆိုတဲ့အောက်မှာတချင်တို့က3လေးကိုရေးပြီးတော့ဒီဘက်ကမီလီလီတာဆိုတဲ့နေရာလေးရဲ့အောက်မှာတချင်တို့က200ကိုရေးပါမယ်။ ဒါဆိုလို့ရှိရင်ရေးပြီးပြီဆိုလို့ရှိရင်ကျေတို့ကပေါင်းမှဖြစ်တဲ့အတွက်ဒီပု္ပ္ပာကိုရှေ့မှာအပေါင်းလက္ခဏာလေးထည့်ပါမယ်။ပြီးလို့ရှိရင်အဲ့ဒီဂိမ်းတစ်ခုရဲ့အောက်မှာကျေတို့မြင်းနှံလေးဆွဲမယ်။ဆွဲပြီးရတဲ့ကျေတို့ကဘယ်ကစပေါင်းမလဲဆိုလို့ရှိရင်မီလီလီတာကနေပြီးတော့စပြီးတော့ပေါင်းပါမယ်။မီလီလီတာစပေါင်းမှဖြစ်တဲ့အတွက်အပေါ်မှာ300အောက်မှာ200ဆိုတော့ပေါင်းလိုက်တော့200ပဲရပါမယ်။ရှေ့မှာက 6လီတာအောက်မှာက3လီတာဆိုတော့6နဲ့3နဲ့ပေါင်းလိုက်တဲ့အခါမှာ6ရပါမယ်အဖြေကထိုးမယ်ဆိုလို့ရှိရင်အဖြေ6လီတာနဲ့200မီလီလီတာရပါတယ်နမကအဝေးကိုကျဲဆက်ပြီးရောရှင်းပြပါမယ်ပစ္စည်းနှမျိုးမှာရှိတဲ့ရေတူးတဲ့ခြားနာချက်ကို လီတာမီလီလီတာနဲ့ပြပါတယ် ဒီပုံစံလည်းဒီလိုပဲအပေါ်မှာအရင်ဆုံးเนาะဒီကျေတို့မတွက်ခင်မှာလီတာမီလီလီတာဆိုပြီးတော့အရင်ဆုံးရေးလိုက်ပါမယ်အဲ့တော့ဒီမှာသူကဗာပြောလဲဆိုတော့နော်ပစ္စည်းနှမျိုးမှာရှိတဲ့ရေထူးတဲ့ခြားနာချက်ကိုရှာပါတဲ့ခြားနာချက်ဆိုတာကတကယ်လို့ကဒီရေနှစ်ခုရဲ့နော်တစ်ခုနဲ့တစ်ခုဘလောက် ကွာဟားတယ်လဲဆိုတာလေးကိုသိချင်တာဖြစ်တဲ့အတွက်ဒီပု္ပ္ပာတစ်ချက်တို့ကเนาะခြားနာချက်ကိုရှားပါလို့ပြောတဲ့အတွက်နှုတ်ရမှာဖြစ်ပါတယ်เนาะခြားနာချက်ပဲမင်းမေเนาะတစ်ချက်တို့ကွာခြားချက်ပဲမင်းမေပြီးလို့ရှိရင်တစ်ချက်တို့အခုရင်တော့ကလည်းချက်တင်ထားပြပါပြီเนาะခြားနာချက်တို့ နော်ကွာခြားချက်တို့ဘလောက်ပုံမြင့်တယ်လဲဘလောက်ပုံနေတယ်လဲနော်အဲ့လိုမျိုးတွေတွေးလို့ရှင်ကျေတော့ဒါနှုတ်ရမှာဖြစ်ပါတယ်အခုတော့ဒီမှာရေတူးတယ်ခြားနာချက်ကိုမေးတာဖြစ်တဲ့အတွက်နှုတ်ရမှာဖြစ်တဲ့အတွက်ပု္ပ္ပစာရေးရှင်မှာကျေတော့အနှုတ်လက္ခဏာလေးကိုထည့်ပါမယ် ထည့်ပြီးမယ်ဆိုလို့ရှိရင်အဲ့တော့ပထမဦးဆုံးအပေါ်မှာတစ်ချက်6ကိုရေးပါမယ်။လီတာအောက်မှာပြီးလို့ရှိရင်မီလီလီတာအောက်မှာ3ညကိုရေးပါမယ်။နောက်တစ်ခါအောက်တစ်ချောင်းမှာကြတော့ဒီချက်3လီတာကိုရေးပါမယ်။ပြီးတော့မီလီလီတာနေရာမှာ200ကိုရေးပါမယ်။ပြီးတော့မြင်းဆွဲပါမယ်။မြင်းဆွဲပြီးတော့ဒီချက်ကအရင်ဆုံးမီလီလီတာလေးကိုစပြီးတော့နှုတ်ပါမယ်။အဲ့တော့အပေါ်မှာ3ညအောက်မှာ200ဆိုဒီချက်ကဘလို့မှနှုတ်လို့မရတဲ့အတွက်ရှေ့ကလီတာတွေကနေပြီးတော့ဒီချက်က1လီတာကိုချိလိုက်မှာဖြစ်ပါတယ်။ ရှင်းရတလီတာကိုခြီးလိုက်တာဖြစ်တဲ့အတွဲ6လီတာသည်9လီတာဖြစ်သွားပြီးတော့ဒီဘက်ကမီလီလီတာအတွက်ကိုကြတော့တချေတို့က တထောင်နဲ့ရောက်ရှိပါမယ်။ဘာဖြစ်လို့လဲဆိုတော့တလီတာမှာတထောင်မီလီလီတာရှိတဲ့အတွက်ဒီလိုကတလီတာချိလိုက်တာမှာဒီဘက်မှာမီလီလီတာကွက်မှာတထောင်ရောက်ပါမယ်။အဲ့တော့တထောင်နဲ့ရနေပြီဆိုတော့200နှုတ်လိုက်တဲ့အခါမှာ800ရပါမယ်။အဲ့တော့ရှေးက6ကနေပြီးတော့ဒီဘက်ကိုချိလိုက်တဲ့အတွက်9ဖြစ်သွားတဲ့9ထဲကနေပြီးတော့3ဝန်နှုတ်လိုက်တဲ့အခါမှာ2လီတာရပါမယ်။ဒါဆိုလို့ရှိရင်အဖြစ်ဟာ2လီတာနဲ့နော် 800မီလီလီတာဖြစ်ပါတယ်အဲ့ဒါဆိုရင်အဖြေထိုးလို့ရှိရင်เนาะရေဒုတဲ့ခြားနာချက်က2လီတာနဲ့800မီလီလီတာဖြစ်ပါတယ်